thank uh you -huh. င်္ဂလာပါရှင်ခေတ္တ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်မြင်းကျန်မှာစစ်သားနဲ့ပြူစော်တီများလိုက်ပါလာတဲ့ကားကိုကြားဖြတ်တိုက်ခိုက်မှုရုရှားပြန်စစ်တပ်ဗိုလ်ကြီးပြည်ဖြိုးကျော်နဲ့ပြူစော်တီကောင်းဆောင်မင်းတိုက်ပါဝင်၃ဦးသေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမြင်းကျန်မြို့နယ်အနိုင်ကျေးရွာနဲ့ခေါင်းခွဲကျေးရွာကြားစစ်သားနဲ့ပြူစော်တီများလိုက်ပါလာတဲ့ကားကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာရုရှားပြန်စစ်တပ်ဗိုလ်ကြီးပြည်ဖြိုးကျော်နဲ့ပြူစော်တီကောင်းဆောင်မင်းတိုက်ပါဝင်၃ဦးသေဆုံးခဲ့ကြောင်းမြင်းကျန်ဘလတ်တိုက်က MBD တပ်ဖွဲ့ကောင်းဆောင်ဗိုလ်မိုက်ခဲကပြောပါရယ်ဇွန်လ18ရက် နေ့ညနေ6:00အချိန်မြင်းကြံမြို့မှာထွက်လာတဲ့ရုရှားပြန်စစ်တပ်ဗိုလ်ကြီးပြည်ဖြောကျော်နဲ့အနေသားပေါင်းကျေးရွာအုပ်စုပြူစောတိကောင်းဆောင်မင်းတိုက်ပါဝင်လေးဦးလိုက်ပါလာတဲ့ကားကိုမြင်းကြံ Black Tiger MBD တပ်ဖွဲ့ကကင်းပုံးဝင်ဆောင်ဆိုင်ကအလစ်အငိုက်ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။တတင်းရုံကကားတစီးရဲလာမယ်လို့တတင်းရတာတကယ်သွားတိုက်တော့ကားနှစီးဖြစ်နေလို့လက်နက်တွေမရခဲ့ဘူး။တစီးရဲဆိုပြီးအနီးကဝိုင်းပစ်ခဲ့တာရုရှားပြန်ဗိုလ်ကြီးလဲတည်တယ်။ ပြူစောတိကားဆောင်လဲတည်တဲ့ကားပေါ်ပါတဲ့သူ၄ဦးတည်းက၃ဦးတည်တယ်။ ကျွန်တော်တို့ရဲဘော်တွေအားလုံးဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ MPD တပ်ဖွဲ့ခေါင်းဆောင်ပူမိုက်ခဲကပြောပါတယ်။အဲလိုတိုက်ခိုက်မှုတွင်ကားပေါ်မှာလိုက်ပါလာတဲ့ပြည်ဖြူကျော်အနိတာပေါင်းပြူစောတီခေါင်းဆောင်မင်းတိုင်နဲ့တပ်သားပိုင်ဆိုးတို့တေဆုံပြီးတက်ကြွကြီးမုံစိတ်ကအပြင်းထန်ဒဏ်ရာရရှိသွားကြောင်းသိရပါတယ်။တေဆုံစစ်သားပြူစောတီများအလောင်းများနဲ့ဒဏ်ရာရစစ်သားတို့ကိုမြင်းချံမြို့နယ်ပြူစောတီခေါင်းဆောင်တီတာယူမွန်နယ်ဖွဲ့ကလာရောက်တင်ဆောင်သွားပြီးဒဏ်ရာပြင်းထန်ရရှိတဲ့တက်ကြွကြီးမုံစိတ်ကိုမြင်းချံမြို့နယ်ပြည်သူစေယုံကြီးကိုပို့ဆောင်လိုက်ကြောင်းဒါအပြင်တေဆုံသွားတဲ့ပြူစောတီ ောင်းဆောင်မင်းတန့်ရဲ့ရှုံလောင်းကိုတီနာယူမွန်ကမိသားစုထံပြန်မပေးဘဲတချို့ပေးမယ်လို့တင်ယူထားကြောင်းသိရပါဗျ။ နောက်ထပ်တစ်ပုတ်အနေနဲ့ဒေါအောင်ဆန်းစုကြည်ကလူမှုသဘောထားနဲ့တွေ့ပြီးတဲ့လုံရက်တီမလုပ်ပဲပြည်သူ့ຫນွေဥတော်လိုင်းကြီးနဲ့ထပ်တူရက်တီနေတယ်လို့ NGO ယာယီသမရနဲ့ဝန်ကြီးချုပ်ပြောဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။လူမှုကောင်ဆောင်ဒေါအောင်ဆန်းစုကြည်ကလူမှုသဘောထားနဲ့တွေ့ပြီးတဲ့လုံရက်တီမလုပ်ပဲပြည်သူ့ຫນွေဥတော်လိုင်းကြီးကြီးနဲ့လည်းထပ်တူထပ်မြရက်တီနေတယ်လို့ယုံကြည်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NGO ယာယီသမရဒူဝါလက်ရှိလာနဲ့ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ကထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မိန်ကွန်းဒီမှာ၎င်းတို့နှစ်ဦးစလုံးကအထက်ပါတိုင်းထုတ်ပေါ်ပြောဆိုလိုက်ကြတာပါ။ လူမှုကောင်ဆောင်ဒေါ်ဆန်းစုကြည်ကစစ်အာဏာရှင်တွေရဲ့မတရားဖမ်းဆီးမှုတွေကြောင့်အသက်80ပြည့်ချိန်အကျဉ်းချခံရင်းခက်ခဲတဲ့နှစ်တွေကိုဖြတ်သန်းနေရကြောင်းတိုင်းပြည်နယ်လူမှုတွေလည်းအခက်အခဲဆုံးအကြမ်းဆုံးနှစ်ကာလတွေကိုကြုံတွေ့နေရကြောင်း ဒေါအောင်ဆန်းစုကြည်ရဲ့စွန့်လွန်နစ်နာခံမှုတွေကိုအောက်မေ့သတိရပြီးတိုင်းပြည်နယ်လူထုကိုစစ်အာဏာရှင်စနစ်ဆိုးတံမှလွတ်မြောက်ဖို့ကိုယ်စွမ်းညံစွမ်းရှိသမျှကြိုးစားနေကြကြောင်းအသက်၈၀ရွယ်ရောက်နေပြီဖြစ်တော့လေဒေါအောင်ဆန်းစုကြည်ဟာတိုင်းပြည်နယ်လူထုအတွက်ဒေါအောင်ဆန်းစုကြည်ရဲ့ပေးဆက်မှုကတစ်ချက်မှနောက်တွန့်ခဲ့ခြင်းမရှိကြောင်းဒေါအောင်ဆန်းစုကြည်ကလူထုသဘောထားနဲ့တွေ့ပြီးတဲ့လုပ်ရက်တွေမလုပ်ခဲ့ကြောင်းယာယီသမရဒူဝါလက်ရှိလာကဆိုပါတယ်ဒေါအောင်ဆန်းစုကြည်ဟာလူထုသဘောထားနဲ့တွေ့ပြီးတဲ့လုပ်ရက်တွေကိုမလုပ်ခဲ့တယ်လို့ကျွန်တော်တို့အနေနဲ့လည်းလူထုသဘောထားနဲ့တွေ့ပြီးတဲ့မြည်တိလုပ်ရက်မျိုးကိုမှ လှုပ်ဆောင်မှာမဟုတ်ဘူးလို့ပြည်သူကိုကတိပြုတယ်လို့ NUG ယာယီသမရဒူဝါလက်ရှိလာကဆိုပါတယ်။အလားတူအမျိုးသားညီညွတ်ရေးအစိုးရပြည်သာစုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကလည်းဒေါ်အောင်ဆန်းစုကြည်ကတက်တန်းတလျှောက်ပြည်သူနဲ့တူခိုင်မာစွာရက်တည်ခဲ့ပြီးလက်ရှိပြည်သူ့ຫນွေဦးတော်လိုင်းရင်းမှာလည်းထပ်တူရက်တည်နိုင်တယ်လို့ခိုင်ခိုင်မာမာယုံကြည်ကြောင်းထုတ်ပေါ်ပြောဆိုပါတယ်။ ပြည်သူနဲ့အတူသူမရဲ့တက်တန်းတစ်ချောင်းခိုင်မာစွာရည်တည်ခဲ့တဲ့ပြည်သူခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကလက်ရှိပြည်သူຫນွေဦးတော်လှန်ရေးကြီးနဲ့လည်းထပ်တူထပ်မြန်ရည်တည်နေတာကိုခိုင်ခိုင်မာမာယုံကြည်ပါတယ်လို့ပြည်အောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကရှင်းပြပါတယ်။ဒီကနေ့ကြောင်းရောက်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကိုနိုင်ငံတော်မှပြည်သူတွေကပအဝင်ဆင်နွှဲနေကြပြီးမြို့ကြီးပြန်ကြီးရေးမှာစစ်ကောင်စီရဲ့လုံခြုံရေးတင်းကျပ်မှုကြောင့်တတိထားပြီးကျင်းပရကြောင်းရန်ကုန်မြို့နယ်နေဒေသတွေမှာပြည်သူတွေကသတင်းဌာနကိုပြောကြားခဲ့လေလို့ဖော်ပြပါရှိပါတယ်ရှင်။ မြန်မာနိုင်ငံအခြေအနေကိုအရင်းယူဆောင်ရွက်ဖို့နဲ့မြန်မာပြည်သူတွေရဲ့အသက်တွေကိုကယ်တင်နိုင်ဖို့ကုလသမဂ္ဂလုံခြုံရေးကောင်စီရှောင်လွှဲနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံအခြေအနေကိုအရင်းယူဆောင်ရွက်ဖို့နဲ့မြန်မာပြည်သူတွေရဲ့အသက်တွေကိုကယ်တင်နိုင်ဖို့ကုလသမဂ္ဂလုံခြုံရေးကောင်စီကရှောင်လွှဲနေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံမကြီးဦးကျော်မိုးထွန်းကပြောဆိုပါရယ်။ဇွန်လ17ရက်နေ့မှာပြုလုပ်တဲ့ကုလသမဂ္ဂထွေထွေညီနာခံရဲ့မျက်နှာစုံညီအစည်းအဝေးမှာလုံခြုံရေးကောင်စီရဲ့အစီရင်ခံစာပေါ်ဆွေးနွေးမှုပြုလုပ်စဉ်ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ်သံမကြီးဦးကျော်မိုးထွန်းက၎င်းရမင်ကော်မှထပ်ပါတိုင်ပြောဆိုတာပါမြန်မာနိုင်ငံရဲ့အခြေအနေကိုနိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက်ချိန်ချမှုတင်ရဖြစ်ကောင်စီမှလက်ခံစဉ်းစားရန်လိုအပ်ချက်နဲ့ဆက်လင်းပြီးပြောကြားလိုက်ကြောင်းမြန်မာနိုင်ငံရဲ့အခြေအနေကဒေသတွေနဲ့နိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုသိတာထင်ရှားစွာချိန်ချောက်လျက်ရှိကြောင်း Global Organizer Cream Index ရဲ့ SO အရမြန်မာနိုင်ငံဟာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးမှဂိုင်းကနာဖွင့်ရာရာဇဝင်းမှုကျူးလွန်မှုအများဆုံးနိုင်ငံဖြစ်ရက်တီလျက်ရှိပါကြောင်း online အခြေပြုမှုကများ တိုးပွားလာမှုကြောင့်လူကုန်ကူးမှုပြဿနာတွေလည်းပုံမဆိုးရွားလာခဲ့ပါကြောင်း၎င်းကပြောဆိုပါတယ်။ မြန်မာနိုင်ငံအခြေအနေကိုအရေးယူဆောင်ရွက်ရန်ကိုလုံခြုံရေးကောင်စီမှဆွေးနွေးမှုအကြိမ်ရတွဲကိန်းကဏ္ဍများကိုလိုအပ်သလိုအသုံးပြုပြီးရှောင်လွှဲနေကြကြောင်းမြန်မာနိုင်ငံနဲ့ဆက်လင်းတဲ့တကားပိန်အစည်းအဝေးတွေရဲ့အရေးအတွက်ကအရေးကြီးခြင်းမဟုတ်ပဲမြန်မာပြည်သူတွေရဲ့အသက်များကိုကယ်တင်နိုင်ဖို့လုံခြုံရေးကောင်စီရဲ့မြန်ဆန်ထိရောက်ပြီးပြတ်သားမှုရှိတဲ့အရေးယူဆောင်ရွက်ချက်ကသာအရေးကြီးကြောင်းသံမတ်ကြီးဦးကျော်မိုးထွန်းကရှင်းပြပါရယ်ကုလသမဂ္ဂလူ့ခွင့်ရေးမဟာမင်းကြီးရုံးရဲ့အချက်အလက်တွေအရအွန်လိုင်းဝင်လင်ခိုင်းတွေကနေ့စဉ်အမေရိကန်ဒေါ်လာဘီလီယံချီပြီးဝင်ငွေရရှိကြကြောင်းမြန်မာနိုင်ငံအခြေအနေရဲ့အရင် င်ခံကြောင်းတရားများနဲ့နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ကျူးလွန်တဲ့ရာဇဝမှုတွေမြင့်တက်လာခြင်းကိုကင်တွယ်ဖြေရှင်းဖို့နိုင်ငံတကာမှအရေးပေါ်ကြားဝင်ဆောင်ရွက်ပေးမှုတွေတိတိတသားလိုအပ်နေတာထင်ရှားကြောင်းအတူရင်မှုချုပ်ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဒူဝင်ခန်စာတင်သွင်းသူနဲ့အာဆီယံဖွဲ့တို့ကလည်းပဋိပက္ခရဲ့ကမ္ဘာလုံးဆိုင်ရာအကျိုးသက်ရောက်မှုတွေနဲ့ဆက်လင်းပြီးအလေးနက်ထားအတည်ပြုပြောကြားခဲ့ပြီးဖြစ်ကြောင်းဒါကြောင့်လုံခြုံရေးကောင်စီကဒီညင်းစုံများတဲ့ထောက်ထားတွေကိုအခြေပြုပြီးလိုအပ်တဲ့အရင်းယူဆောင်ရွက်မှုတွေပြုလုပ်ဖို့လိုအပ်ကြောင်းတမ်မတ်ကြီးကထောက်ပြပါတယ်ဒါအပြင် ြမရေးအတွက်လုံခြုံရေးကောင်စီကကုလသမဂ္ဂပြည်ညင်စာရမ်းရဲ့အပိုက်37နဲ့ဆန်းလင်းပြီးအလို့ရှိတဲ့ကာမတာအုံချလျက်ရှိခြင်းကစိတ်မကောင်းဖွယ်ရဖြစ်ကြောင်းကုလသမဂ္ဂလုံခြုံရေးကောင်စီကအရေးတကြီးအရေးယူဆောင်ရွက်ရန်လိုအပ်နေတော်လဲအခုထိအရေးယူဆောင်ရွက်ခြင်းမရှိဘဲတိတ်ဆိတ်လျက်ပဲရှိနေသေးကြောင်း၎င်းကရှင်းပြပါသည် အာဆီယံအနေနဲ့လည်းမြန်မာနိုင်ငံကိစ္စကိုအာဆီယံတခုနဲ့ကကင်တွယ်ရဲမဖြစ်နိုင်ကြောင်းအာဆီယံရဲ့ဘုံသဘောတူညီချက်၅ရက်ကိုအကောင့်ထဲပေါ်ရေးမှကုလသမဂ္ဂအနေနဲ့အကောင်ဆုံးကူညီပေးဖို့လည်းထုတ်ပေါ်ပြောကြားပြီးဖြစ်ကြောင်းလုံခြုံရေးကောင်စီအနေနဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးချမှတ်ထားတဲ့ဆုံးဖြတ်ချက်1669ကိုထိရောက်စွာအကောင့်ထဲပေါ်ရေးနဲ့ပုံမှန်စီရင်ခံမှုရန်နီယာထားရှိရေးစတဲ့အချက်များပါဝင်တဲ့နောက်ဆက်တွဲဆုံးဖြတ်ချက်အစိုးကိုချမှတ်ရန်လိုအပ်ကြောင်း၎င်းကဆိုပါတယ်ကုလသမဂ္ဂလုံခြုံရေးကောင်စီထွေထွေညီလာခံတဲ့အခြားကုလသမဂ္ဂအေဂျင်စီများ များအကြားဟန်ချန်ညီညီနိုင်မှုရှိရှိအရေးယူဆောင်ရွက်မှုရှိရန်လိုကြောင်းလုံခြုံရေးကောင်စီမှလက်ရှိဖြစ်ပေါ်နေတဲ့ရှေ့မတိုးနိုင်မှုကိုထည့်သွင်းစဉ်းစားကစေယုစုကအရက်သားတွေကိုထပ်မံတပ်ဖြတ်မှုတွေရပ်တန့်စေဖို့အထွေထွေညီလာခံအနေနဲ့အခြားသောသက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့အေဂျင်စီတွေနဲ့တူဒီဇိုင်းမမှန်ရှိပြီးပုံမအလေးနဲ့ထားကတင်းတင်းလျောက်ပတ်တဲ့ဆောင်ရွက်ချက်များနဲ့ရေးယူဆောင်ရွက်ပေးတဲ့ကြောင်းတမန်ကြီးကရှင်းပြပါရယ်စစ်ကောင်စီထံကိုလက်နက်များဂျက်လင်ရင်လောင်စာစီနဲ့စစ်ဖက်ရပ်ဖက်နှမျိုးအသုံးပြုနိုင်တဲ့ပစ္စည်းများလွှဲပြောင်းခြင်းနဲ့ တင်ပို့ခြင်းကိုရပ်တန့်ဖို့မိမိတို့ရဲ့တောင်းဆိုချက်ကအကြောင်းမဲ့ပေါ်ပေါက်လာခြင်းမဟုတ်ပဲနှီးစင်နေများချိန်ဖန်များစွာလေချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်ခံရမှုတွေကြောင့်အသက်ဆုံးရှုံးကဒုက္ခခံစားနေရတဲ့မြန်မာပြည်သူတွေရဲ့အတွေ့အကြုံတွေကိုအခြေခံပြီးပေါ်ပေါက်လာခြင်းဖြစ်ကြောင်းတပ်မတ်ကြီးကဆက်လက်ပြောဆိုပါတယ် ဒါအပြင်မြန်မာပြည်သူတွေကိုပိုင်ဆုံးဖြတ်မှုပေါ်ချိန်ပြူဆောင်ရွက်ခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံအခြေအနေကိုမြည်တို့မြည်ပုံရှင်းလွင်ကင်တွင်မယ်နဲ့ဆက်လင်းပြီးမတူညီတဲ့အမြင်များရှိနိုင်မှာကြောင်းဒါပေမဲ့မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့အကျိုးစီးပွားကိုဗဟုမပြုတဲ့မြည်တိဖြည့်ရှင်းနည်းလမ်းမစိုးအကောင်းဆုံးသောအခြေအနေမှာပဲခဏတာကုစားမှုကိုသာရရှိနိုင်ပြီးအဆိုးဆုံးအခြေအနေမှာရေရှည်ကြွှတ်မှုကိုဦးစီးတွားနိုင်မှာကြောင်းအားလုံးပါဝင်မှုယုံကြည်မှုအတွင်ကူးပြောင်းရေးကာလတရားမျှတမှုနဲ့အယက်သားကြီးကြပ်မှုအောက်ရှိစနစ်ကျတဲ့စစ်ဘက်ဆိုင်ရာဖွဲ့စည်းစရာတို့က မြန်မာတို့ပိုင်ဆိုင်ပြီးဥဆောင်ဥရပြုတဲ့လုပ်ငန်းစဉ်အတွက်အရေးကြီးတဲ့အစိတ်ပိုင်းများဖြစ်တယ်လို့ဥတော်မိုးထွန်းကထည့်သွင်းပြောဆိုပါတယ်။ကုလသမဂ္ဂဖွဲ့ဝင်နိုင်ငံများနဲ့နိုင်ငံတကာတိုင်ဝန်များအနေနဲ့မြန်မာပြည်သူများ၏အသံများနဲ့ဆောင်ရွက်နိုင်စွမ်းကိုအမှန်တကယ်ပဟုပြုပြီးအကြံဖက်ဆက်အာဏာရှင်စနစ်သုံးသပ်ရေးနဲ့ Federal Democracy မြန်မာနိုင်ငံတော်တည်ဆောက်ရေးအတွက်မြန်မာပြည်သူတွေရဲ့မျှော်မှန်းချက်တွေကိုပံ့ပိုးပေးဖို့အချိန်တန်ပြီဖြစ်ကြောင်းတမန်ကြီးဥတော်မိုးထွန်းက၎င်းရဲ့မိန့်ခွန်းမှာပြောဆိုသွားပါတယ်။ နောက်ထပ်တပုတ်အနေနဲ့ကော့ဂရိတ်မျိုးနယ်မှာစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်နိုင်ရေးအိမ်ပေါ်ကိုကြားရောက်ပောက်ကွဲပြီးကလေးနှုတ်ပါဝင်နဲ့မိသားစုဝင်၅ဦးပါဝင်ပြည်သူ၇ဦးသေဆုံးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်ကောင်းကရင်းမြို့နယ်မှာစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်နိုင်ရင်အိမ်ပေါ်ကိုကြားရောက်ပောက်ကွဲပြီးကလေးငယ်နှုတ်ပါဝင်နေမိသားစုဝင်၅ဦးပါဝင်ပြည်သူ9ဦးတင်ဆောင်ကြောင်းဒေသခံပြည်သူတွေကသတင်းဌာနကိုပြောပါရယ်။ဇွန်လ၁၂ရက်နေ့ညနေ6နာရီဝန်းကျင်ကိုကောင်းကရင်းမြို့နယ်တုံတုံအခြေဆိုင်ခမာယ945တန်ရင်နယ်ချိုင်းတရမှာတပ်ဆွဲထားတဲ့စစ်တပ်ကလက်နက်ကြီးတွေနဲ့စတင်ပစ်ခတ်ခဲ့ကြောင်းစစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးမှာကောင်းကရင်းမြို့နယ်ကော့ပေါ်ကြီးရွာနီးရှိနိုင်ရင်အိမ်ပေါ်ကိုကြားရောက်ပောက်ကွဲခဲ့ပြီးမိသားစုဝင်၅ဦးပါဝင် သူ6ဦးသေဆုံးခဲ့ကြောင်းသိရပါဗျ။